်မင်္ဂလာပါရှင်ဒီကနေ့ရအောင်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ UEC ကထုတ်ပြန်တဲ့ရွေးကောက်ပွဲရှင်ပြိုင်ခွင့်ရကိုစလီလောင်စရင်တွင်ဒေါက်တာတက်တက်ခိုင်မပါဝင်ဟုသတင်းထွက်အဆိုပါသတင်းမှသတင်းအမှားဟုပါတီတာဝန်ရှိသူတအုံညင်းဆိုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်တဲ့ရွေးကောက်ပွဲရှင်ပြိုင်ခွင့်ရကိုယ်စလေလောင်ဆက်ရင်တွင်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါက်တာတက်တက်ခိုင်မပါဝင်ကြောင်းသတင်းများထွက်ပေါ်လျက်ရှိပါသည် သို့တော်လည်းအဆိုပါသတင်းမှာသတင်းအမှားသာဖြစ်ကြောင်းပြည်သူ့ရှေ့ဆောင်ပါတီတာဝန်ရှိသူတို့ကညှင်းဆိုပါတယ် UEC ကကျမတို့ကိုကတ်တွေတောင်ထုတ်ပေးပြီးသွားပါပြီထွက်ပေါ်နေတဲ့သတင်းတွေကလည်းသတင်းအမှားတွေပါနည်းမဲ့စရင်လည်းမကြံပါဘူးသူဝင်ရောက်ရှင်ပြိုင်တဲ့မင်းဆန္ဒနဲ့မှသွားကြည့်လို့ရပါတယ်သတင်းအမှားတွေပါဟုပါတီတာဝန်ရှိသူတို့ကပြောပါတယ်ဒေါ်တတ်တခိုင်သည်နိုင်သူအကုံယူစနစ်ဖြင့်ကျင်းပမဲ့ရန်ကုန်တိုင်းဒေသကြီးအမှတ်နဲ့အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင်ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ရန်စည်ရင်းပေးသွင်းထားကြောင်းသိရပါသည် ီတူရှိဆောင်ပါတီ PPP အနေဖြင့်2025ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်တိုင်းနိုင်ငံလုံးအတိုင်းအတာဖြင့်ရွေးကောက်ပွဲတွင်ရောက်ရှင်ပြိုင်မှုပါတီကြီး6ခုတွင်ပါဝင်သည်ထို့ပြင်ပြည်သူ့ရှေ့ဆောင်ပါတီ PPP အနေဖြင့်2025ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ရန်အတွက်ကိုယ်စားလှယ်လောင်682ဦးတင်သွင်းထားခြင်းဖြစ်ပါတယ်။မိသည့်အကြောင်းကြောင့်ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ခွင့်မရသည့်ကိုထုတ်ပြန်ခြင်းမရှိတော့လေကိုယ်စားလှယ်လောင်အရေးအချင်း ပြည့်ရင်းသည့်အတွက်ဒေါက်တာသက်သက်ခိုင်အနေဖြင့်ရွေးကောက်ပွဲရှင်ပြိုင်ခွင့်မရကြောင်းပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကသတင်းများထွက်ပေါ်ခဲ့ပြီးနောက်အမလောင်စည်ရင်တွင်၎င်း၏နာမည်မပါဝင်လာခြင်းဖြစ်သည်ဟုသတင်းဌာနကဖော်ပြထားပါသည်။ကွန်ဒိုအင်ယာစီမံကိန်းများကြောင့်ငွေကျပ်ဘီလီယံတရာကျော်အကျွေးတင်နေသည့်အတွက်ဒေါက်တာသက်ခိုင်မှရွေးကောက်ပွဲကိုစလေလောင်းအဖြစ်မှဖေဖျက်ခံရကြောင်းသတင်းအချို့တွင်ဖော်ပြထားသော်လည်းအဆိုပါအကျွေးများကြည်သည်မှကြာပြီးဖြစ်ကြောင်း PPP ပါတီတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါသည်။ ်အခု online မှာပြောနေကြတဲ့အကျွေးတွေကကြေတာကြားလာပြီဟုလည်းအထက်ပါပါတီတာဝန်ရှိသူတအူကပြောကြားပါတယ်ယခုကဲ့သို့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါက်တာတက်တက်ခိုင်ရွေးကောက်ပွဲကိုစလေလောင်စည်ရင်တွင်မပါဝင်ကြောင်းသတင်းထွက်ပေါ်နေမှုနှင့်ပတ်သက်၍ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ထံဆက်သွယ်မေးမြန်းနေတော်လဲလက်တလောတွင်ဆက်သွယ်မှုမရရှိသေးပေဆလပီမြန်မာမှာငင်းချမ်းရရဖို့အားလုံးပါဝင်တဲ့ရွေးကောက်ပွဲလိုအပ်ဟုထိုင်းဆိုရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီနေ့ကုန်မှာပြုလုပ်မဲ့ရွေးကောက်ပွဲကိုတက်ဆိုင်သူအားလုံးနဲ့ ပြည်သူတွေအပါအဝင်အလုံးပေါင်းအောင်ကျင်းပဖို့မြန်မာအာဏာပိုင်တွေကိုထိုင်းနိုင်ငံကတိုက်တွန်းမယ်လို့နိုင်ငံသားရေးဝန်ကြီးဆီယာဆက်ဖောင်ကတ်ကော်ကပြောပါတယ်။ရွှေကောက်ပွဲဟာထွေးဆောင်ဆွေးနွေးမှုနဲ့တာရှိခံသောငြိမ်းချမ်းရေးဖြစ်စေတဲ့ဆင်ဆက်မပြတ်သောငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့တစိုက်တစ်ပိုင်းဖြစ်တဲ့နယ်လို့၎င်းကဆိုပါတယ်။ရွှေကောက်ပွဲမကျင်းပမီရွှေကောက်ပွဲနဲ့ထွေးဆောင်ဆွေးနွေးပွဲမှာအလုံးပေါင်းဝင်ဖို့နဲ့ထိုင်းနိုင်ငံကမြန်မာစစ်ကော်မရှင်ကိုဆက်လက်ပြီးတောင်းဆိုပါမယ်လို့သူကဆက်ပြောပါတယ်။ရွှေကောက်ပွဲကိုအဆုံးသက်ဂိမ်းကစားပွဲလို့မရှုမြင်ကြောင်း ရွေးကောက်ဖွဲ့ဟာဆင်ဆက်မပြတ်သောတွေ့ဆုံဆွေးနွေးမှုနဲ့တာရှိခံသောငြိမ်းချမ်းရေးရရှိစေရန်နှင့်ပြန်လည်ရင်ကြားစီရင်မြင့်တင်ပေးမယ့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့တစိုက်တစ်ပိုင်းသာဖြစ်တဲ့ကြောင်း၎င်းကထောက်ပြပါရယ်။ယခုနှစ်ဟာမြန်မာနိုင်ငံမှာငြိမ်းချမ်းရေးရရှိဖို့အရေးကြီးတဲ့နှစ်ဖြစ်လာမယ်လို့စီဟာဆက်ကဆိုပြီးမြန်မာနိုင်ငံဟာပြန်လည်ရင်ကြားစီရင်နဲ့တည်ငြိမ်မှုရှာမရနဲ့မငြိမ်မသက်မှုတွေဆက်ဖြစ်မဖြစ်ဆိုတာရွေးကောက်ဖွဲ့ကဆုံးဖြတ်ပေးမယ်လို့ပြောပါရယ်။ မြန်မာနိုင်ငံဆိုင်ရာအမြဲတမ်းအထူးကိုယ်စားလှယ်တအူခန့်အပ်ရမှာစဉ်းစားကြဖို့လေစီဟာဆက်ကအာဆီယံခေါင်းဆောင်တွေကိုတောင်းဆိုခဲ့ပါတယ်။ကိုပြည်သူတွေကိုသာမကမြန်မာထိုင်းနယ်ဆက်အပါဝင်အာဆီယံဒေသတစ်ခုလုံးကိုအကျိုးသက်ရောက်စေခဲ့တဲ့မြန်မာနိုင်ငံတွင်မှတည်ငြိမ်မှုတွေကိုပိုပြီးအာရုံစိုက်ကြဖို့၎င်းကမိမောင်းထုတ်ပြခဲ့ပါတယ်။အာဆီယံအဖွဲ့ရဲ့ဗဟိုပြုမှုနဲ့အများယုံကြည်လက်ခံနိုင်စွမ်းကိုမထိခိုက်စေဖို့မြမအရေးကိုနှိုင်းနှိုင်းချိန်ချိန်ခိုင်တွဲဖြည့်ရှင်းရမယ်လို့သူကသတိပေးခဲ့ပါတယ်။ အခုချိန်ထိအပြည့်အဝမလုံဆောင်ရသေးတဲ့အာဆီယံဘုံသဘောတူညီချက်၅ရက်ဖော်ဆောင်မှုကိုဘလို့ပုံမှုကောင်းမွန်အောင်ပံ့ပိုးမလဲဆိုတာကျွန်တော်တို့နှီးလန်းရှာရပါမယ်ဟုလက်ကောင်ကပြောပါတယ်။ဆက်လက်ပြီးစစ်တင်နန်းချောင်းများတိုးချဲ့ဖွင့်လှစ်ပြီးနိုင်ငံတော်အကြံဖက်စစ်တပ်ဆူဆူရွာရွာပေါ်တာဆွဲနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အချမ်းဖတ်စစ်တပ်ကစစ်တင်နန်းချောင်းတွေတိုးချဲ့ဖွင့်လှစ်တင်ကြားပြီးတဲ့နောက်ပိုင်းနိုင်ငံတော်စစ်မှုထမ်းတပ်သားစုဆောင်မှုတွေဆူဆူရွာရွာဖြစ်ပေါ်နေတယ်လို့လူတလောက်စစ်အင်အားရေထွက်ကိုလည်းရရှိနိုင်တယ်လို့ သတင်းရင်းမြစ်တွေစီကတည်ရပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လလောက်ကစလို့အကြံဖက်စစ်အုပ်စုကရန်ကုန်နဲ့မန္တလေးမြို့ကြီးတွေအပါအဝင်တော်လှန်ရေးတပ်တွေနဲ့ရင်ဆိုင်နေရတဲ့မုံရွာဆက်လင်းစားတဲ့မြို့နယ်တွေမှာပါစစ်မှုတိုင်းအင်အားကိုခက်စိတ်စိတ်ဖြည့်တင်းလာနေခဲ့ပါတယ်။စစ်အုပ်စုမတရားထုတ်ပြန်ထားတဲ့စစ်မှုတန်းဥပဒေကိုအကြောင်းပြပြီးတမယိုးကျမဲနိုင်စီခိုင်းတာမျိုးတွေထက်ပေါ်တာဆွဲဖမ်းဆီးတာတွေကိုပဲပုံမှုအားစိုက်လှုပ်ဆောင်လာမှုတွေကြောင့်ရန်ကုန်မြို့လိုနေရာမျိုးတွေမှာပါလူငယ်တွေအဖို့ထိုးကျိတ်ဖမ်းဆီးခေါ်ဆောင်တာမျိုးတွေအထိရှိလာနေတာဖြစ်ပါတယ်။ တဖက်မှာလည်းစေအုပ်စုထောက်ကန့်သူတချို့ရဲ့တောင်းဆိုမှုကြောင့်ဗော်ဒါဆွဲလူစားထိုးငွေညစ်တဲ့ဈေးကွက်ကိုအကြံဖက်စစ်တပ်ဘက်ကခဏတာဟန်ပြတင်းကျပ်ခဲ့ပေမဲ့လည်းလက်တွေ့မှာတော့စစ်မှုထမ်းစုဆောင်မှုကိုဆူဆူရွရွလှုပ်ဆောင်လာနေတာလည်းဖြစ်ပါတယ်။ရန်ကုန်စကောက်နယ်ဝက်ရဲ့ပြောပြချက်အရစစ်မှုထမ်းအပတ်စဉ်တစ်ခုစမယ်ဆိုတိုင်းရန်ကုန်တိုင်းအတွင်းကမြို့နယ်တွေမှာစေအုပ်စုလက်ပါစီရက်ကြီးနဲ့ပြူစောတိလူမိုက်တွေကတတ်မှတ်လူအရေးအတွက်ပြည့်အောင်ရှာပေးရတယ်လို့ အစားတို့စစ်မှုတန်းဆေးကွက်ကိုလည်းအထက်အောက်လဝါချင်းရိုက်ပြီးစူးစူးရွာရွာလှုပ်ဆောင်နေတယ်လို့သိရပါဗျ။မန္တလေးတိုင်းဝမ်တွင်းမြို့နယ်မှာလည်းတေတော်စီနှစ်အပါဝင်နေအိမ်တွေပေါ်အတိတက်ပြီးစစ်မှုတန်းပေါ်တာဆွဲတာမျိုးတွေရှိနေတယ်လို့ Voice of One တွင်တာဝန်ရှိသူကပြောပါဗျ။ကြားပြင်မကွေးတိုင်းအတွင်းကဆလင်းပွင့်ဖြူနဲ့ဇေဒုတ်တရာမြို့နယ်တွင်မှာလည်းအဝေးပြေးကားတွေပေါ်အတိတက်ပြီးဖမ်းဆီးတာမျိုးတွေရှိလာတယ်လို့ဖြူစော်တီရွာတွေမှာလည်းလက်နက်ကင်ဖြူစော်တီအင်အားတွေဖြည့်တင်းနေတယ်လို့ဆလင်းအခြေစိုက်ကြောက်ကြားတပ်ဖွဲ့တစ်ခုကပြောပါဗျ။ အလာတူစကိုင်းတိုင်းမုံရွာမြို့ပေါ်မှာလည်းကားရီနဲ့ပတ်ပြီးပေါ်တာဆွဲတာရှိသလိုစတေရှိုးပျော်ပွဲရွှင်ပွဲကနေပြန်လာသူတွေကိုလည်းဖမ်းခံရတာမျိုးတွေရှိနေတယ်လို့သိရပါဗျ။လက်ရှိမှာလည်းအကြံဖက်စီအိုစုကစစ်မှုထမ်းအပတ်စဉ်18ကိုပြီးခဲ့တဲ့အောက်တိုဘာ22ရက်ကစတင်ခဲ့ပြီးဖြစ်ပါတယ်။အမှတ်စဉ်15နောက်ပိုင်းလူဆွဲတာတွေလူစားထိုးတာတွေပေါ်တင်းကျပ်ထားတာတွေကိုစာကမကပြန်ဖြေလျှော့လိုက်တော့အဲ့အခောက်ကနေစပြီးတော့တဖြည်းဖြည်းနဲ့လူလိုက်ဆွဲတာတွေပြန်များလာတယ်။ အခုစစ်တင်တန်းចောင်းတွေထတ်ထိုးလိုက်တယ်ဆိုတော့လူတွေပို့ပြီးလိုက်ဆွဲဖို့ရှိတယ်ဆိုတဲ့သဘောပါပဲအထူးသဖြင့်စစ်မှုတန်းအမှတ်စဉ်အသစ်စကန်ဒီလူရှာဖြစ်နေတဲ့အချိန်တွေဆိုပို့ဆိုပါတယ်ဒီလဆို22ရက်နေ့ကအမှတ်စဉ်16ဆစသွားတာပေါ့အဲ့အပတ်ထဲမှာလိုက်ဆွဲသွားတာတွေတော်တော်များပါတယ်အမှတ်စဉ်အသစ်စကန်ဒီလူလိုနေတဲ့အချိန်တွေဆိုရင်မျိုးတဲ့ဘတ်တွေမှာပါလိုက်ဆွဲပါတယ်ဗျာအဲ့ဒီချိန်တွေဆိုတော်တော်ဆိုးပါလေလို့ရန်ကုန်စကောက်နှစ်ဝက်တာဝန်ရှိသူတယောက်ကသတင်းဌာနကိုပြောပါတယ် အကြံဖတ်စရုပ်စုအနေနဲ့အခုလိုမျိုးနီလန်းမျိုးစုံသုံးပြီးစူဆောင်းရရှိထားတဲ့စစ်မှုရန်တပ်သားတစ်တွေအတွက်လက်ခံလေးကျင့်တင်ကြားပေးနိုင်ဖို့နိုင်ငံတော်ဝန်ရှိစစ်တင်နန်းကျောင်းတွေကို28ခုအထိတိုးချဲ့တင်ကြားပေးနေပြီဖြစ်ပါတယ်တိုးမြက်စူဆောင်းရရှိလာတဲ့စစ်မှုရန်အင်အားတွေကိုခါအကာတက်ကအာနဲ့ရလတ58တိုးမှပါအရန်တင်နန်းကျောင်းတွေအဖြစ်ထပ်တိုးဖွင့်လှစ်လေးကျင့်ပေးနေတယ်လို့လည်းမြမစစ်ဖက်ရေးရာနှင့်လုံခြုံရေးဆိုင်ရာလိလာရေးအဖွဲ့ MDSIC ကတည်ရပါတယ် ဆက်လက်ပြီးစစ်ကောင်စီလေယာဉ်များနှိမ့်စင်ကင်းထောက်နေပြီးတန်တွဲပြည်သူများစိုးရိမ်မှုမြင့်တက်ပြီးဘုံခိုခြင်းများတွင်ညှာအိတ်နေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရခိုင်ပြည်တန်တွဲမြို့နယ်တွင်စစ်ကောင်စီလေယာဉ်များနှိမ့်စင်လာရောက်ကင်းထောက်မှုများနှင့်ရေပြင်ရှိစစ်သည်မော်များမှဟန်ရေးပြမှုကြောင့်ဒေသခံပြည်သူများမှစိုးရိမ်မှုမြင့်တက်နေကြောင်းတန်တွဲမြို့ကများထံမှသိရပါတယ်။စိုးရိမ်မှုကရှိတာပုံစကားမရဲ့လူသက်တဲ့လေယာဉ်တွေကအမြဲတမ်းလာနေတယ်လေ။ မျိုးဝဲတာတော့ခင်းထောက်တာတော့အမြဲတမ်းလာလို့တဲ့ဒါကြောင့်စိုးရိမ်မှုကအများကြီးရှိပါတယ်လေရင်လာဝဲတဲ့နေ့ဆိုဘုံခုချင်းတွေမှညအိပ်ရတယ်စိုးရိမ်ကြောက်လန့်မှုထိတ်လန့်မှုကအမြဲတမ်းရှိတယ်လေဟုတန်တွဲမြုပ်ကန်တအူကပြောပါတယ်တန်တွဲရည်ပင်ရှိစစ်ကောင်စီနေပြည်တော်မှာလည်းကန်အီးတွင်ဟန်ရေးပြတွာလာလှုပ်ရှားမှုများကြောင့်ဒေသခံပြည်သူများမှစိုးရိမ်ထိတ်လန့်မှုရှိနေကြသည်ဟုမြပလီဒေသကန်တအူကပြောပါတယ် ဘေဘီတွေကလည်းမကြခဏကန်းကိုတော့မကပ်ဘူးပေါ့အဝေးကနေပြီးတော့သူတို့ကဟန်ရေးပြတယ်ပုံဟန်ရေးပြပြီးတော့လက်နဲ့ကြီးတွေနဲ့ကြေးပါတွေကိုပြစ်ခတ်မလို့လို့အဲ့လိုသွာလာနေကြတယ်ပြည်သူတွေကတော့တတိထားသွာလာနေကြရတာပေါ့စိုးရိမ်မှုကတော့အပြည့်ပါပဲဟုပြောပါတယ်ငါးဖန်သမားများကိုအကာအကွယ်ယူ၍စစ်ကောင်စီတင်းမောများလွတ်လပ်စွာသွာလာနေတော့ကြောင်းတန်တွဲနှင့်ခွားမျိုးအနီးပင်လယ်ပြင်တွင်ဒေသခံပြည်သူများညအချိန်တွင်ငါမဖမ်းကြရန်အာရကတက်တော်အေအေမှအော်တိုဘာလ19ရက်တွင်တာမြင့်မိတ်ထုတ်ပြန်ချပါတယ် စက်တင်ဘာလ26ရက်တွင်တန်တွဲမြို့လူနေရပ်ကွက်ကိုစစ်ကောင်စီမှပေါင်900ဖုံးဖြင့်တိုက်ခိုက်ခဲ့၍စစ်ပေးဆောင်ပြည်သူတအူးတေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလ26ရက်နနက်8နာရီတွင်လည်းတန်တွဲမြို့ပေါ်ကိုစစ်ကောင်စီလေးကြောင်းတိုက်ခိုက်ခဲ့၍အပြစ်မဲ့အရတား14ဦးအစုလိုက်အပြုံလိုက်တေဆုံးပြီး25ဦးထပ်မံပြင်းထန်ဒဏ်ရာများရရှိခဲ့ကြပါသည်။စစ်ကောင်စီသည်တန်တွဲနှင့်ကွာမျိုးအနီးပင်လယ်ပြင်တို့တွင်စစ်တင်းပေါ်အများအပြားတက်ဆွဲထားပြီး ပင်လယ်ထွက်ငားရှာနေသောဒေသခံပြည်သူများအားဖမ်းဆီးမှုရှိနေကြောင်းသိရပါတယ်။စမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။